ီမပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ထုံးစံတိုင်းသတင်းမတင်ဆက်ခင်လေးမှာမိဘပြည်သူအချို့ကပေါ့နော်။ဤတော်စုဆိုတဲ့သဘောတရားလေးကိုနားမလည်ဘူးတံပိုးမထားကြဘူးရှင်။ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မရှင်းပြချင်တယ်ရှိပါတယ်။ဤတော်စုရဲ့တံပိုးလေးကိုပြောပြချင်တာပေါ့နော်။ကျွန်မနိုင်ငံမှာဆိုရင်တိုင်းရင်းသား135မြို့စုစည်းပြီးတော့နေထိုင်တဲ့မြန်မာနိုင်ငံဤတော်စုတစ်ခုဖြစ်ပါရဲ့ရှင်။ကမ္ဘာပေါ်ကအခြားနိုင်ငံတွေလည်းထိုးနှီးလကောက်ပါပဲရှင်။အားလုံးကမတူညီသောတိုင်းရင်းသားတွေမျိုးနွယ်စုတွေစုစည်းပြီးတော့ပြည်ထောင်စုတစ်ခုအနေနဲ့တည်ဆောက်ပြီးနေကြတာရှင်။ ။ဘာကြောင့်ဒီလိုနေကြရလို့ထင်ပါသလဲ။ကမ္ဘာပေါ်မှာပြည်တော်စုကအရင်ဖြစ်ခဲ့တာမဟုတ်ဘူးလူမျိုးစုတွေကအရင်ဖြစ်ခဲ့တာ။အဲ့ဒီလူမျိုးစုတွေဟာဆိုရင်အင်အားကြီးတဲ့လူမျိုးစုကအင်အားငယ်တဲ့လူမျိုးစုကိုဝါးစားမယ်။အဲ့တော့နော်အဲ့လိုဝါးစားပြီးတဲ့အခါမှာဆိုရင်စစ်ပွဲတွေဖြစ်ကြတယ်တမတောအမုန်းတရားတွေဖြစ်ကြတယ်အဲ့ဒီအမှာနှစ်တွေကြာသွားတဲ့အခါကျတော့အတူရှင်တွဲနေထိုင်ရတဲ့အစဉ်ပြေမှုလေးတွေပြန်ဖြစ်လာတဲ့အခါမှာနိုင်ငံတစ်ခုရဲ့လို့ဆိုပြီးဖြစ်သွားတာပေါ့နော်ဒီတော့လူမျိုးစုတွေကအရှင်ဖြစ်တာမှန်တယ်ပြည်တော်စုဆိုတာနောက်မှဖြစ်တာဒါပေမဲ့ပြည်တော်စုဖြစ်သွားလို့ရှင်တူးနဲ့တူနိုင်ကြတာမရှိတော့ဘူး နှိမ့်ဆက်တာမရှိတော့ဘူးစည်ရေးအရာပေါ်တော့အဲ့လိုမျိုးကျူးကျော်တာမရှိတော့ဘဲနဲ့အေးအေးချမ်းချမ်းနေနိုင်တဲ့ရှင့်ဒီတော့ပြည်ထောင်စုဆိုတာကိုပြန်ခွဲပြီးတော့လူမျိုးစုတစ်ခုနိုင်ငံတစ်ခုထပ်တည်ထောင်မယ်ဆိုရင်ကျမတို့အစအပြန်သွားသလိုဖြစ်တာပေါ့ရှင်အင်အားနည်းတဲ့လူမျိုးစုကအင်အားကြီးတဲ့လူမျိုးစုရဲ့အနိုင်ကျင့်တာပြန်ခံရပြီးရခါမှာပြန်ဝါးမျိုးပြီးအစအပြန်သွားတာဘာထူးလဲရှင်ဘာမှမထူးဘူးခရီးတစ်ခုရောက်လာပြီးတော့မှနောက်ပြန်လှည့်ကျင်တဲ့ပုံစံဖြစ်နေပြည်တော်စုကိုဖြုတ်ခွဲကျင်တယ်ဆိုတာလေအခုဆိုရင်ကျမတို့နိုင်ငံမှာတိတ်တာထင်ရှားရဲ့ရှင့် ်ရခိုင်ပြည်နယ်ကွက်ကိုခွဲထွက်ခြင်းနဲ့ခွဲထွက်လိုက်ပါပြီတဲ့သူတယောက်တည်းနေလို့ရမယ်လို့သူမျှော်လင့်နေတယ်မဖြစ်နိုင်လေသူ့ဘေးမှာရှိတဲ့နိုင်ငံကိုလည်းကြည့်လိုက်အောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိမယ်အိန္ဒိယရှိမယ်ဟုတ်တယ်နော်ဒီနိုင်ငံတွေကသူ့ဒီတိုင်းအလှကြည့်နေမယ်လို့ထင်သလားထင်နေရဆိုတော့လည်းမပြောတော့ဘူးဘောနောတချို့အလိုထင်နေတဲ့သူတွေရှိတယ်အဲ့ဒီလိုပဲကချင်ကရကရင်ချင်းအားလုံးခွဲထွက်ဖို့စဉ်းစားကြရတယ်ဆိုရင်ဒီလိုသေးမွားသွားတဲ့အင်အားလေးတွေကိုနိုင်ငံကြီးတွေကလကားထိုင်ကြည့်နေမယ်လို့ထင်လားချင်း ကမ္ဘာနိုင်ငံရေးကိုနည်းနည်းလေးလေ့လာကြည့်လိုက်ပါအောင်နော်နိုင်ငံတစ်ခုကနေပက်ထွက်လာလို့ရှိရင်ဒီဘက်ကိုဆွဲသိမ့်လိုက်မှာဘာကြောင့်လဲဆိုတော့သူတို့အင်အားကြီးသွားအောင်လေရှိလို့ရှင်းလင်းနေတဲ့ဇလန်းကိုတော့မှနားမလဲပဲနဲ့ခွဲထွက်ခွင့်ဆိုတာကိုယုံကြည်မျှော်လင့်နေတဲ့သူတွေမြန်မာနိုင်ငံမှာလက်ရှိကိုရှိနေရဲ့ရှင့်ဒါကြောင့်လဲမြန်မာနိုင်ငံအခုလိုခြေနေနေဖြစ်တာဖြစ်ပါတယ် ဒါကျွန်မပြည်တော်စုရဲ့သဘောတရားလေးကိုရှင်းပြတာပေါ့နော်ကျွန်မအခုပြောတာဆိုရင်လူမျိုးစွဲလည်းမပါဘူးတိုင်းပြည်စွဲလည်းမပါဘူးကဘာကြီးရဲ့ဖြစ်တတ်တဲ့သဘာဝနဲ့လူတွေရဲ့အမှုအကျင့်စစ်ပွဲတွေရဲ့သဘောတရားပြည်တော်စုတွေဘာကြောင့်ဖြစ်လာလဲဆိုတာကိုကျွန်မနှိုင်းရှင်းပြီးပြောပြတာနော်ဒီသဘောတရားတိုင်းမဲ့ကဘာကြီးကဖြစ်ပေါ်ပြောင်းလဲလာတာရှင့်ဒါကြောင့်ပြည်တော်စုကြီးကိုခရီးအစနဲ့ပြန်သွားပြီးတော့ပြန်စုစည်းကြနေတာလားအခုတိုင်လေးပဲအင်အားရှိစွာနဲ့အေးချမ်းစွာနေထိုင်မလားဆိုတာကတော့လူမျိုးစုတစ်ခုချင်းစီရဲ့ရွေးချယ်ရာပေါ့ရှင်ရွေးချယ်မှုမှိုင်းတော့ကျမတို့ဒုက္ခရောက်မှာပေါ့ဒါပဲရှိပါရွေးချယ်မှုမှိုင်းရင်တော့အဆင်ပြေမယ်အေးချမ်းမယ်ရှင့် တော့ကျွန်မပထမဆုံးသတင်းလေးအနေနဲ့ကတော့ပြည်တော်စုရဲ့တံပိုးကိုနားလည်တဲ့နဲ့အကြောင်းအရာလေးပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးပြောပြချင်တဲ့ရှင်ကျွန်မလွန်ခဲ့ရက်တည်းကလည်းပြောပြခဲ့ပါတယ်ကချင်ပြည်နယ်မှာရေကြီးရေရှမ်းမှုတွေဖြစ်တဲ့အဲ့လိုဖြစ်တဲ့အခါမှာတက်မတော်သားတွေဟာဆိုရင်တွားရောက်ပြီးတော့ဒီဘိဒုက္ခတွေကိုကဲတင်ခဲ့တဲ့ရှင်ပစ္စည်းထမ်းပိုးလူတွေလည်းထမ်းပိုးပေါ့နော်ဆက်သဖြင့်လေတွေနဲ့ဆက်လေနဲ့တွားပြီးတော့ကဲပေးခဲ့တယ် ကချင်ပြည်နယ်တွင်းမှာမိုးသီထန်စွာရွာသောနယ်အတွက်တဒီနာမုံမြို့နယ်တွင်းမှာရှိတဲ့နောင်မုံပန်နန်းတန်သွားမြကူတရားလေးကပြက်ဒီထဲမှာမျောပါသွားပါရှင့်ကြွတိုးတရားလေးဆိုတော့လေဒီထဲမှာမျောပါသွားတယ်အဲ့ဒီမျောပါသွားတဲ့တရားလေးကိုဌာနဆိုင်အတော်ဝင်ရှိသူတွေကပြန်လည်ပြီးတိစောက်ပေးခဲ့တာဇွန်လ၄ရက်နေ့မှာတိစောက်ပြီးသွားခဲ့ပါပြီရှင့် ဒီတော့ဒီမနေ့ရပါတော့ဇွန်လ6ရက်နေ့မှာဆိုရင်နောင်မိုးမြို့နယ်အတွင်းမှာရှိတဲ့ရေပေးတဲ့ကျေးရွာတွေဖြစ်တဲ့လာထုကျေးရွာ၊ပန်နန်းတင်ကျေးရွာနဲ့ရီဒန်းကျေးရွာတို့မှာရှိတဲ့ဒေသခံပြည်သူ259ဦးတွေကိုတက်မတော်ကနေပြီးတော့ထောက်ပံ့ပေးအပ်ခဲ့ပါရှင်။ရိတ်ခါရီထောက်ပံ့ပေးတာပေါ့နော်။ဆန်က135အိတ်၊စီရ195ပိတ်တာ၊စားက58ပိတ်တာ၊ကလပ်ဘဲက388ပိတ်တာနဲ့စေးဝါတွေအခြားစားတောက်ခွဲရတွေကိုနေလီကန်တက်မတော်သားတွေနဲ့ပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်တွေကဒီကျေးရွာတွေကိုတွားရောက်ပြီးတော့ပို့ဆောင်ပေးခဲ့တာဖြစ်ပါရှင်။ ဆက်လက်ပြီးတော့လည်းကုညီကယ်ဆယ်လုပ်ငန်းတွေလုံဆောင်သွားမယ်ဆိုပြီးတော့နိုင်ငံတော်ကနေပဲထုတ်ပြန်ထားပါရဲ့ရှင့်ပြည်တော်စုရဲ့တန်ဖိုးဆိုတာအဲ့ဒါပါပဲရှင့်တူနဲ့တူဒုက္ခရောက်လို့ရှင့်ငြင်းဆက်ဆန်လာပြီးကဲတင်နိုင်တယ်ရှင့်ဒီနေရာမှာစကားထောက်မယ်ဆိုတော့ကျမသိတယ်။ဘာမေးမှလဲဆိုတော့ဘာထောက်မှလဲဆိုတော့ဗောနော်။အဲငါတို့ကပြည်တော်စုမဟုတ်ပဲနဲ့ငါတို့လူမျိုးတစ်ခုနိုင်ငံတစ်ခုဖြစ်သွားလဲလာကူမှာပဲ။ဘာကြောင့်လဲဆိုတော့အခုမြန်မာနိုင်ငံဒုက္ခရောက်လို့ရှင့်တရုတ်ကလည်းလာကူတယ်ဟုတ်တယ်နော်။ဟိုအမေရိကန်ကလည်းလာကူတယ်။ဟိုနိုင်ငံတွေကလာကူကြတာပဲ။ဟုတ်တယ်မလား။တခွဲစီတခွဲပြားစီဖြစ်သွားလဲမင်းတို့ငါတို့လာကူမှာပဲမို့လားဆိုပြီးတော့စကားထောက်လိုက်မယ်။ အဲ့ချိန်ကြလို့ရှင်ကျမတို့နိုင်ငံတစ်ခုစီဖြစ်သွားလို့ရှင်ကုချင်းကုမယ်ကုချင်းမှလည်းကုမယ်လေရှင်းရှင်းလေးကျမတို့မြန်မာနိုင်ငံဖြစ်တယ်တကဘာလုံးကုလို့လားကျမတို့မကုဘူးကုချင်းတဲ့နိုင်ငံပဲလာကုလားဒီတော့ပြည်ထောင်စုဆိုရင်ကျမတို့ကပြည်ထောင်စုဖြစ်တဲ့အတွက်မဖြစ်မနေကုပါတယ်ဘောပေါက်လားအဲ့သဘောတရားလည်းရှိသေးရဲ့ရှင်ကချင်းပြည်နယ်ဒီကျမတို့ပြည်ထောင်စုဒါကြောင့်ကျမတို့ဒီပြည်နယ်မှာတစ်ခုဖြစ်လို့ရှင်မဖြစ်မနေသွားကုပါတယ်ဟုတ်တယ်နော်ပြည်ထောင်ဒီကချင်းပြည်နယ်ဟာပြည်ထောင်စုထဲမှာမပါတော့ဘူးနိုင်ငံတစ်ခုဖြစ်သွားပြီဆိုကုချင်းကုမယ်လေကုချင်းမှလည်းကုမယ်လေအားမပဲလာကုမယ်လေပုံမပဲလာကုမယ်လေအဲ့လိုဇလန်းနေရှိရဲ့လေ ဟုတ်တယ်မလားရှင်းရှင်းလေးရှင်ကျွန်မပြောချင်တာလေပြည်တော်စုတံမှုနားလည်ဖို့အတွက်ပြောပြတာကျွန်မတို့ကအင်အားကြီးအောင်လို့ခေအဆက်ဆက်ပေါ့နော်ခေအဆက်ဆက်စစ်ပွဲတွေဆိုတာလည်းရှိခဲ့တာပဲရှင်ဒါအရှိရလူတွေကိုကျွန်မအပြစ်တင်တာမဟုတ်ဘူးဟုတ်တယ်နော်အပြစ်တင်တာလည်းမဟုတ်ဘူးတို့ချီးကျူတာလည်းမဟုတ်ဘူးတို့လုပ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကြောင့်ကျွန်မတို့ပြည်တော်စုဆိုတာဖြစ်သွားပြီးပြီအေးချမ်းဆိုတာလည်းဆက်လက်ရှင်တွဲနေထိုင်ခြင်းကဒါကျွန်တော်တို့ဆက်လက်ရွေးချယ်ရမယ်လမ်းရှင်ရှိလူကြီးတွေလောက်တာမှန်တာလည်းရှိမယ်မှားတာလည်းရှိမယ်ကျွန်တော်တို့ကမှန်တဲ့အရာတွေကိုအတူယူမှားတဲ့ဟာတွေကိုကျွန်တော်တို့ဆွန့်လွှတ်လိုက်ရှင်းရှင်းလေးနော်စူးစီးဖို့အတွက်အသက်ပေါင်းမြောင်များစွာ ကုံဆုံးခဲ့ရပြီးပြီအဲ့တော့ခွဲထွက်ဖို့အတွက်ကိုထပ်ပြီးတပ်ပေါင်းမြောက်များစွာကုံဆုံးကြအောင်မယ်အခုလုံနေလုံပေါက်နေလို့ပြောတာပါအဲ့လိုမျိုးကွဲထွက်ပြီးလို့ရှင်လဲစူးစီးဖို့လိုလာလို့ရှင်အဲ့လိုပဲတပ်ပေါင်းမြောက်များစွာကုံခံပြီးစူးစီးကြအောင်မယ်ဆိုရင်မုံလုံးဆက်ကူကအဲ့ဒီအတွေးခေါ်လေးမှန်လားမလားစဉ်းစားကြည့်ရှင်ခရီးတစ်ခုရောက်လာပြီးပြီအေးကြကြနေလိုက်ကြတော့ကျွန်မပြောချင်တာရှင်းရှင်းလေးကို့လူမျိုးကိုချစ်တယ်ဆိုရင်ပြည်တော်စုကနေပြီးတော့ခွဲထွက်တာထက် ခုလိုမျိုးတိုးတက်ဖို့အတွက်ပညာတတ်တွေငွေထုံမဲ့လွှတ်တော်တဲ့ရောက်အောင်စူးစမ်းမယ်နိုင်ငံရေးအရဖြည့်ရှင်းမယ်ဆိုတာကနိုင်ငံတော်အတွက်ခုလိုမျိုးတကယ်ချစ်ရရောက်တယ်ရှင့်အဲ့လိုမှမဟုတ်ပဲနဲ့ငါတို့ကတော့စစ်တိုက်မယ်ငါတို့ကပြည်နယ်ခွဲထွက်မယ်ငါတို့လူမျိုးတစုနိုင်ငံတစ်ခုဆိုလို့ကတော့တေးကြပါတယ်ရှင့်မြန်မာနိုင်ငံတဲမှာပြည်နယ်အနေနဲ့မနေချင်ဘူးဆိုရင်တခြားနိုင်ငံပြည်နယ်ဖြစ်သွားမှာပဲရှင့်ရှင်းရှင်းလေးနိုင်ငံတစ်ခုဖြစ်တာကြာကြောင်းတော့မရှိဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဗမာလူမျိုးကလွဲလို့ရှိရင်အခြားတိုင်းရင်းသားတွေကနိုင်ငံတစ်ခုတည်ထောင်လောက်တဲ့အထိလူဦးရေမရှိဘူးရှင့် အခုဆိုကိုတော်ငဲတဲ့စစ်တွေဖြစ်ကြရလေစစ်တွေတိုက်ကြရလေကုန်ပြီလေလူကြီးတွေကုန်ပြီလေပြီးတော့ပြူဝါဖြစ်တယ်ဆိုတာရှားတယ်ဟုတ်တယ်နော်ကချင်စစ်စစ်ရခိုင်စစ်စစ်ရှမ်းစစ်စစ်အင်မတန်ရှားတယ်ချက်အကုန်လုံးသွေးနှောနေကြပြီဒီလိုအခြေအနေကိုမစင်စားမစင်ချင်မတုံ့တက်ပဲနဲ့ပကတိအရှိတရားမသိပဲနဲ့ပြည်တော်စုခွဲထွက်ကျင်တာငါတို့လူမျိုးတစုနိုင်ငံတစ်ခုဆိုတဲ့စိတ်ကူးရှင်ဟာဖြစ်နိုင်ရည်ရှိလားမရှိလားဆိုတာကိုစဉ်းစားကြည့်ပါရှင့်ကျွန်မစဉ်းစားတာတော့ဘလို့မှမဖြစ်နိုင်မဖြစ်နိုင်တဲ့လမ်းကိုရှောက်တဲ့အတွက်ဒီလမ်းဟာစိုးချိုးပဲပြေးပါပဲရှင့် လမ်းဆုံးရင်ရွာတွေ့မယ်တော့မတွေ့နဲ့နော်လမ်းဆုံးရင်ငါတို့ကရွာတွေ့မှာပဲမထင်နဲ့ရှင့်လမ်းဆုံးလို့ရွာတွေ့ရင်တော့သိတယ်လမ်းဆုံးလို့တိမ်းတိုင်းကုန်းဆိုဂုံဒုက္ခရောက်ကြမှာရှင့်အခုအခြေအနေကကျမမြင်နေရလမ်းဆုံးရင်တိမ်းတိုင်းကုန်းတော့တွေ့ကြမယ်သဘောတရားမှာရှိတယ်နော်ဒီတော့ဆက်မမိုက်ကြနဲ့ပြည်တော်စုမှာအေးချမ်းစွာနေထိုင်ပြီးတော့ငါတို့ဘလို့ပူးပေါင်းဆောင်ရွက်မလဲဆိုတော့ပဲစဉ်းစားတဲ့နဲ့ရှင့်ဒါလေးဆိုကျမသတင်းသုံးသပ်ချက်လေးရနေပြီးတော့တချို့လေးတချို့လေးပေါ့နော်ချွတ်ပြည်တော်စုမသိဘူးရှင့်အဲ့လိုဖြစ်နေတဲ့သူတွေပေါ့ရှင့် စဉ်းစားသုံးသပ်နိုင်မှုအတွက်ကျွန်မ question လေးပေါ့ပိတ်စာလေးပေးလိုက်မယ်ရှင်ဖြေထုတ်ကြည့်ကြကိုကောနော်အိမ်ရောက်လို့ရှင်ကျွန်မတရင်နားထောင်ပြီးလို့ရှင်အခုတော့လက်တင်ပြီးတော့အော်သူပြောတဲ့ဟာဖြစ်နိုင်ရည်ရှိလားမရှိလားစဉ်းစားကြည့်ကြပါရှင်စဉ်းစားပြီးတော့မှကိုယ်စီအဖြေထုတ်ပါရရှိတဲ့အဖြေပေါ်မူတည်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာဆက်လက်စဉ်းစားကြပါလို့ဒါကျွန်မအနေနဲ့ပြောလိုက်ချင်ပါတော့တယ်ရှင်မိဘပြည်သူများရှင်ကျွန်မဆက်လက်သုံးသပ်ပေးချင်တာကတော့ဒီအပိုင်းမှာမိဘပြည်သူများကြားထဲမှာပေါ့နော်အရင်ကပြောဆိုနေကြတဲ့ ILO ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော် ILO ကကျွန်မနိုင်ငံကိုအေးအေးယူမှုလုပ်ခဲ့တယ် ဒါလေးနဲ့ပတ်သက်ပြီးပြောတဲ့သူတွေရှိရယ်မပြောတဲ့သူတွေရှိရယ်ဘောရှင်ဒီလိုကိစ္စဖြစ်နေရယ်ကျွန်မဒီသတင်းကိုရှုထောင့်ပေါင်းစုံနေပြီးတင်ဆက်ပေးခြင်းပါရှင်ထုံးစံတိုင်းဘောရှင်ကျွန်မတို့သတင်းကိုရှုထောင့်ပေါင်းစုံနေပြီးတင်ဆက်ပေးတဲ့အဖြစ်ရတော့သတင်းနားထောင်တဲ့သူသာထုတ်ပါရှင်ဒါကြောင့်သတင်းလေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော်အယလိုကနေပြီးတော့ကျမနိုင်ငံကိုပုံမှ33နဲ့ရေးယူသွားခဲ့ပါတယ်ဒီလိုရေးယူဖို့အတွက်စ조사လုံဆောင်ခဲ့တဲ့အဖွဲ့အစည်းကတော့ NUG တာဖြစ်ပါတယ်ရှင် NUG နဲ့ပြည်ပရောက်မြန်မာတွေကနေပြီးတော့조사ခဲ့တာဖြစ်ပါတယ် ပြောဒီသူတို့လုံဆောင်တဲ့ရည်ရွယ်ချက်ပေါ့နော်အညွှန်းချက်ကနေပြီးတော့ဒီ IL ကနေပြီးတော့မြန်မာနိုင်ငံရင်းယူဖို့အတွက်သူတို့လုံဆောင်လိုက်ရတဲ့ရည်ရွယ်ချက်က NASA ကအစိုးရကိုအခက်တွေ့စေခြင်းနဲ့အတွက်ရှင့်သူတို့က NASA ကအစိုးရကိုတိုက်ခိုက်နေတာဟုတ်ဒီတော့ NASA ကအစိုးရခတ်တွေ့မယ်ဆိုရင်လူတို့ကစက်တဲလာမယ်လူတို့စက်တဲလာလို့ရှင့်အစိုးရကခတ်မယ်ပြုတ်ကြမယ်ပေါ့ရှင့်အဲ့လိုမျိုးပေါ့နော်ဒါနိုင်ငံရေးပြူဟာလို့ခေါ်ပါတယ်ဒါအစိုးရတည့်ကိုဖြုတ်ချခြင်းလဲဆိုသူကပြည်သူခတ်ခဲအောင်တော့ရပြူဟာပေါ့နော်အဲ့ဒီပြူဟာကိုကျွန်မတော်တော်မှတ်မိနေရရှင့်တော်တော်ရင်းနှီးနေတယ်မိဘပြည်သူများလည်းရင်းနှီးနေမှတင်တယ် အဲ့ဒီ view ဟာကိုသုံးခဲ့တာ NLD တာဖြစ်ပါရှင့် NLD ရဆိုရင်ဟုတ်ရင်ကလေးရပါတော့ဒေါအောင်ဆန်းစုကြည်ရဆာအဲ့ဒီ view ဟာကိုသုံးခဲ့တာကျမတို့နိုင်ငံကိုပိတ်ဆိုပါပိတ်ဆိုပါဆိုပြီးသူကိုယ်တိုင်နှုတ်ကပြောခဲ့တာရှင့်ဒီတော့သူဟာဆိုရင် view ဟာကိုသုံးခဲ့တယ်လည်းမပါရပါတော့ NLD ဒေါအောင်ဆန်းစုကြည်ကဒီ view ဟာကိုသုံးတယ်အခု NUG ဆိုတာပေါ်လာတဲ့ခါကျတော့လေဒီ view ဟာပဲသုံးတယ်တပုံစံနဲ့ရှင့်မသိလို့ရှင့်တမေအေတွေကမွေးလာတဲ့မောင်နှမကြီးကြာတယ် view ဟာတော်တော်တူနေရဲ့ဒီလိုတူနေတာတော့မှ NLD ကဥဟန်တာမြင့်က NLD နဲ့ NUG ကမတူပါဘူးဆိုပြီးငင်းသေးတယ်ရှင့် အော်ဆရာလေးနော်တော်တော်အဟိုးကောင်းတဲ့အချို့ကိစ္စတွေလေးဒါလားကျမတို့ပြောမယုံကြုံဘူးမှသိဟဲ့ဟာ NLD နဲ့ NUG တွေနီးပြုတ်ဟာအတူတူပဲ NLD ကလူတွေကပဲဆင်းသက်ပြီးတော့ NUG ဖြစ်သွားကြတာဒါပေမဲ့ NLD နဲ့ NUG တွေမတူဘူးတဲ့မိဘပြည်လိုယုံလားရှင့်ယုံချင်လဲယုံမှာကျမတို့မယုံပါဘူးရှင့်နော်အဲ့လိုတော့ရှိရတာကျမပြောပြတာ ပထမအနေနဲ့မိဘပြည်သူများကိုရှင်းပြရမယ်ဆိုအဖွဲ့အစည်းကိုအရင်ဆုံးရှင်းပြရမယ် ILO အဖွဲ့အစည်းကဘာလဲဒီအဖွဲ့အစည်းကဆိုရင် International Labour Organization လို့ခေါ်တယ်ပေါ့နော်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အစည်းပေါ့ရှင်အဲ့လိုမျိုးဖြစ်ပါတယ်ရှင်ဒီအဖွဲ့အစည်းရဲ့လုံဆောင်ချက်တွေကသူကလုံသားတွေရဲ့အခွင့်အရေးတွေလူမှုဖို့လို့ရင်းနဲ့တင့်တင့်နဲ့လောက်ကင်အခြေအနေတွေကိုကမ္ဘာတဝန်းလုံးမှာညှင့်တင်ဖို့အတွက်သူကရည်ရွယ်ပြီးဖွဲ့စည်းထားတာဒီအဖွဲ့အစည်းကိုပထမကမ္ဘာစစ်အပြီးမှာကလေးကစတင်ပြီးဖွဲ့စည်းခဲ့တာရှင်တော်တော်သက်တမ်းကြတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဖွဲ့ဝင်နိုင်ငံပေါင်း189နိုင်ငံရှိတယ်လို့သိရတယ်အဲ့ဒီမှာမြန်မာနိုင်ငံကလည်းအဖွဲ့ဝင်အပါအဝင်ဖြစ်ပါတယ်ရှင် သူ့ဖွဲ့စည်းရာတနိုင်ငံတစ်ကမ္ဘာလုံးမှာရှိတဲ့အလို့သမားတွေအခွင့်အရေးအတွက်ကိုလှုပ်ဆောင်မဲ့အဖွဲ့အစည်းပေါ့ရှင်သူကအဲ့လိုမျိုးလှုပ်ရတာရှင်သူ့ရဲ့လှုပ်ဆောင်ချက်တရားဆိုရင်အလို့သမားအခွင့်အရေးစံနေသူကချမှတ်ရတာရှိရဲ့ပြီးတော့အလို့သမားဆိုင်ရာဥပဒေပေါ့နော်အဲ့လိုသဘောတူညီချက်တွေလုပ်ပေးတယ်ပြီးတော့အလို့သမားတွေအခွင့်အရေးတွေတောင်းဆိုပေးတာပေါ့ရှင်အရှင်းဆုံးပြောရမယ်ဆိုရင်တော့ပြီးတော့လှုပ်မိုက်အတွက်လူမှုဖူလုံရဲ့အခြေခံကိစ္စတွေလုပ်ပေးတယ်လောက်ခလာစားတွေနှိမ့်နိုင်ပေးရပေါ့နော် ပြီးတော့သူကနိုင်ငံတွေကိုသူကစောင့်ကြည့်ရဲသူအဖို့ဝင်နိုင်ငံတွေပေါ့နော်စောင့်ကြည့်ရဲမင်းတို့လောက်တော့စီးမြင်တွေလိုက်နာရဲလားလောက်ခလာစာတွေအစဉ်ပြေးရဲလားမတရားခိုင်းတာတွေလောက်လားစသဖြင့်သူကဒါတွေကိုစောင့်ကြည့်ပေးတာရှင့်ဒီဖွဲ့စည်းရဆိုမြန်မာနိုင်ငံကိုနှစ်ကြိမ်တိတိအေးယူပူရဲပေါ့နော်ဒါကဒုတိယကြိမ်အေးယူတာ နောက်ပထမတစ်ချိန်ကကျတော့2000ပြည့်နှစ်မှာအတ္တမလုံသားခိုင်းစေမှုရှိတယ်ဆိုပြီးတော့နိုင်ငံတော်ကိုပုံမှန်33နဲ့ပထမဆုံးချိန်ရေးယူခဲ့ပါရှင့်ဒုတိယချိန်ကတော့အခုပေါ့နော်ဒီအခုချိန်ကကျတော့လောတမအခွင့်အရေးချိုးဖောက်ပါတယ်ဆိုတော့ပုံမှန်နဲ့သူကရေးယူခဲ့တာဖြစ်ပါတယ်ဒီလိုပုံမှန်ရှိသွားဖို့အတွက်ကိုလည်း UNG ကစ조사လိုက်တယ်ပေါ့ရှင့်ဒီတော့ UNG ကိုချစ်တဲ့သူတွေကတော့ UNG ကိုလှမ်းပြီးတော့ဂုဏ်ပြုလိုက်ကြပါဦး။လှုပ်ဆောင်ကြအောင်မြင်သွားပါပြီဆိုပြီးတော့ UNG ကိုသဘောကျတဲ့သူရှိရလေ။အဲ့တော့ congratulation လုပ်လိုက်ကြပါရှင့်။အခုလှုပ်ဆောင်ကြအတွက်ပေါ့နော်။လှုပ်ပြီးပြီဆိုတော့ကျွန်မပြောတဲ့သတင်းလေးကိုဆက်ပြီးနားထောင်ကြပါရှင့်။ အဲ့လိုမျိုးပေါ့ရေးယူခံရမယ်ဆိုကျွန်မနိုင်ငံမှာဘယ်လိုမျိုးကြုံလာနိုင်လဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ဒီပုံမှန်33ရရေးယူခံတဲ့နိုင်ငံတွေရတဲ့နိုင်ငံတကာအတိုင်းဝန်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေအကူအညီထက်တောက်ခံမှုတွေနဲ့ရင်ဆိုင်နိုင်ပါရဲ့ရှင့် ဒါပေမဲ့ကျမတို့ဒီ IELTS ရဲ့အရေးယူမှုကိုကျမတို့နိုင်ငံအစိုးရနေပြီးတော့တံပြန်ထုတ်ပြန်ထားတခုရှိပါတယ်။စာလေးထုတ်ပြီးတော့ညင်းညင်းထားပါဘောနော်။အဲ့စာလေးကျမနည်းနည်းလေးဖတ်ပြပါမယ်။စာလေးပြသထားပါမယ်ရှင့်။ဒီမြန်မာနိုင်ငံပေါ်ချမှတ်ခဲ့တဲ့ IELTS ရဲ့ဆုံးဖြတ်တဲ့နဲ့ဆန်လင်းပြီးတော့အသိပေးချက်ဆိုပြီး6ရက်6လ2025နေပြီးတော့လုံမဝင်ဌာနနေထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီညီလာခံမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပေါ့နော်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်လေ့လာတဲ့အခါမှာလည်းနိုင်ငံရေးဆိုင်ရာချင်းတက်မှုတွေပေါ်အခြေခံပြီးတော့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံစိုးရပေါ်အန်လိုမျက်နှာစာတဆင့်ဖိအားပေးနိုင်ရန်ရည်ရွယ်ချက်နဲ့တစ်ဖက်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီဆုံးဖြတ်ချက်အနေနဲ့မြန်မာနိုင်ငံအတွက်မှာမှီတင်းလောက်ကနေကြတဲ့အလုပ်ရှင်တွေလုံသမားတွေစီးပွားရေးလုပ်ငန်းတွေပေါ်မှာတာယာမှုမရှိပါဘူး။စိုးရိမ်မှုမရှိဘဲနဲ့လုပ်ငန်းခွင်တွေမှာအေးချမ်းစွာဆက်လက်ပြီးနေထိုင်နိုင်ပါတယ်လို့ရှင်းသားထားပါတယ်ရှင့်။မြန်မာနိုင်ငံအနေနဲ့တဲ့မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးတဲ့လုံထမားတူရဲ့အခွင့်အရေးတွေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးတွေလူမှုဘဝဖွံ့ဖြိုးရေးတွေလောက်ကိုင်းခွင့်လန်းဖန်တီးပေးရေးတွေအတွက်တဲ့ ILO အပါအဝင်နိုင်ငံကအတိုင်ဝင်းနဲ့ဆက်လက်ထိတွေ့လျက်ရှိပြီးတော့မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့လွတ်လပ်မှုကိုမထိပါစေတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ဒါအသိပေးအပ်ပါတယ်ဆိုပြီးလုံခြုံရေးဌာနကထုတ်ပြန်ထားတာပေါ့နော်ဒါကတော့နိုင်ငံတစ်ခုအနေနဲ့ကတော့ဒီလှုပ်ဆောင်ချက်ပေါ်မှာတရားမျှတခြင်းရှိလားမရှိလားဆိုတော့ထုတ်ပြန်ခွင့်ငင်းဆန်ခွင့်ပေါ့နော်လက်ခံခွင့်ဆိုတာရှိရပဲလေဒီအတွက်နိုင်ငံတော်ကထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့ရှင့်တမတ်ခုပြောပြတာကဒီ ILO ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ဗတ်ပေါင်းဆောင်ရွက်နေမိဘပြည်သူများရှင်းပြပေးခဲ့တာဖြစ်ပါတယ် ရှင်းပြပေးဖြစ်တဲ့အတွက်သုံးသက်ချက်လေးလာပါပြီရှင်။သုံးသက်ချက်ကတော့ကျွန်မဒီနေ့နှစ်ခုပဲပြောပြခြင်းနဲ့အဲ့ဒါပါလဲဆိုအိုင်ယယ်လိုကနေပြီးတော့ဒီလိုမျိုးလုံဆောင်လိုက်တဲ့အတွက်ကျွန်မနိုင်ငံ NASA ကအစိုးရပုံမှာဘယ်လိုတက်ရမလဲဆိုတာနဲ့ပြည်သူလူထုပေါ်ဘယ်လိုတက်ရမလဲဆိုတာလေးကိုကျွန်မရှင်းပြခြင်းပါတယ်။အရင်ဆုံးနံပါတ်1အစိုးရပုံမှာဘယ်လိုတက်ရအောင်လာမလဲ။ နော်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စဖြစ်လာတာဒီအညူကြီးကြောင့်ဖြစ်တဲ့အတွက်အညူကြီးအစိုးရကိုတားခတ်ထားတာလို့သူပြောတယ်ပေါ့နော်။ဒီတော့သူတားခတ်ထားတဲ့အတိုင်းဖြစ်လာနိုင်ချေရှိလားမရှိလားဆိုတာလေးကျွန်မသုံးသပ်ပေးခြင်းနဲ့။နံပါတ်၁ကတော့ဒီကိစ္စရဲ့ကြောင့်ပေါ့နော်။ကျွန်မတို့နိုင်ငံအနာဆက်ကအစိုးရဆိုရင်နိုင်ငံတကာဖိအားတွေများလာနိုင်တဲ့ရှင့်။နံပါတ်1ကနိုင်ငံတော်စီးပွားရေးတိုးတက်ဖို့အတွက်လှုပ်ဆောင်ရမယ့်လှုပ်ဆောင်ချက်တွေစီမံကိန်းတွေရပ်တန့်တာတွေ မဝင်လာတော့တာတွေဖြစ်လာမယ်နဲ့ရှင့်။နံပါတ်3ကကြတော့နိုင်ငံတကာကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာဆိုရင်မြန်မာထုတ်ကုန်တွေကိုတရုတ်ပို့ဆောင်တဲ့အခါမှာကန့်သတ်ခံရတာတွေဈေးကွက်အရဖယ်ချင်ခံရတဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်ပါတယ်ရှင့်။နံပါတ်၄ကတော့နိုင်ငံကိုဝင်ရောက်လာမဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောက်မလာတော့တာမြန်မာနိုင်ငံထဲမှာရှိနေရင်းနှီးမြှုပ်နှံမှုတွေထွက်သွားတာမျိုးတွေဒါတွေကအဆိုးအဝါဆုံးဖြစ်နိုင်တဲ့ကိစ္စတွေဖြစ်ပါရဲ့ရှင့်ဒီကိစ္စရဲ့လေမှာမိဘပြည်သူတို့တတိထားမိတာတခုရှိလားဒီအပိုင်းဖြစ်သွားတဲ့ကိစ္စနဲ့ဆက်ဆက်နေရဲ့ရှင့် ဒီအပိုင်းရန်ကုန်မှာဆိုရင်လောက်တမားတွေပေါ့နော်စက်ရုံနဲ့လောက်ရုံမှာဆန္ဒပြမှုတွေဇတိုက်ဖြစ်ပေါ်နေရဲ့ရှင်။ကျွန်မခုသိတာဆိုဆန္ဒပြမှုက3-4ခုလောက်ရှိနေပြီ။အဆင်ပြေသွားရလည်းရှိရဲ့။လက်ရှိအဆင်မပြေသေးရလည်းရှိရဲ့ပေါ့နော်။တကယ်အိုင်ရလို့ကကျွန်မတို့ဟိုလောက်တမားရေးရနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒီလိုမျိုးပုံမှန်ရအရေးယူတဲ့ကိစ္စနဲ့ပြည်တွင်းထဲမှာအလို့တမားတွေဆန္ဒပြတဲ့ကိစ္စဟာဆိုရင်တိုက်ဆိုင်မှုတော့မဟုတ်ဘူးရှင်။တိုက်ဆိုင်စွာဖြစ်နေမှာမဟုတ်ဘူး။နိုင်ငံရေးမှာတိုက်ဆိုင်နေစွာမရှိဘူး။အရာအလုံးကကြိုတင်စီမံထားတာပဲ။ ဒီတော့ဒီလိုအရာတွေဖြစ်လာပြီးဆိုမှတော့ကျမတို့စဉ်းစားရမယ့်အချက်က ILO ကနေပြီးတော့ကျမတို့ချမှတ်တဲ့ကိစ္စကြောင့်ပေါ့နော်ကျမနိုင်ငံတွင်းမှာရှိနေတဲ့ရင်းနှီးမြှုပ်နှံသူတွေထွက်ခွာသွားတာဖြစ်နိုင်တယ်။သူတို့ထွက်ခွာသွားတဲ့အခါမှာဆိုရင်အကြောင်းပြချက်ကနိုင်ငံထဲကအလုပ်သမားတွေစံနာပြတာများတဲ့အတွက်ငါတို့ထွက်သွားရပါတယ်ဆိုတဲ့အကြောင်းပြချက်ပေးသွားနိုင်တယ်ရှင့်။အရာအလုံးကတိုက်ဆိုင်စွာဖြစ်ပေါ်နေတယ်ကျမတို့နိုင်ငံရဲ့စီးပွားရေးကိုဒီရွယ်ချက်ရှိရှိကိုဖျက်ဆီးခံနေရပြီဆိုတာသိကြပါတယ်ရှင့်။ဒီတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံသားကုမ္ပဏီတွေစက်ရုံတွေပြန်ထွက်သွားမယ်ဆိုဘာဖြစ်မလဲ။ ရှင်းပါတယ်အလုပ်သမားတွေလောက်ကန်ရှားပါမှုဖြစ်သွားပြီလေမြန်မာနိုင်ငံထဲမှာလာပြီးလုလုပ်တဲ့နိုင်ငံသားတွေကပြန်ထွက်သွားလို့မြန်မာနိုင်ငံလုပ်သမားတွေခေါ်သွားမှာလားဘယ်သူမှမခေါ်သွားရှင်အကုန်လုံးတယောက်မှကြံထားခဲ့မှာဒါဆိုရင်လုလက်မဲ့ဖြစ်ပြီးကြံခဲ့မှာကဘယ်သူတွေလဲရှင်ဒါလေးကတော့စဉ်းစားသုံးသပ်မဲ့အချက်လေးပေါ့နော်ဒီတော့ကျမအနေနဲ့ဆက်လက်ပြောပြမယ်ဆိုဒီ IRL ရဲ့အဆုံးဖြတ်ချက်ကြောင့်မြန်မာနိုင်ငံပြည်သူတွေဘယ်လိုတည်ရောက်မှုဖြစ်လာနိုင်လဲဆိုတာကိုကျမပြောပြမယ် ဒီချက်ကိုပြောရမယ်ဆိုတော့အစိုးရဘာဖြစ်ဘာဖြစ်သွားနိုင်လဲဆိုတော့ပြန်ဖတ်ရမယ်ရှင်။ဘာကြောင့်လဲဆိုတော့အစိုးရနဲ့ပြည်သူတွေကမြန်မာနိုင်ငံထဲမှာတနိုင်ငံထဲမှာအတူနေနေကြတာ။အစိုးရလုပ်ငန်းစဉ်တိုင်းကပြည်သူကိုတိုက်ရောက်ခဲ့ရှင့်။ဒီတော့အစိုးရဘာခတ်ခဲသွားလဲပေါ့။မူတည်ပြီးတော့ပြည်သူကဘာခတ်ခဲလာမှာလဲဆိုတော့ပဲပြန်ပြီးသုံးသပ်ရမှာ။ဘာကြောင့်မကုနာပြောပြရတဲ့လေးချက်เนาะဟုတ်တယ်เนาะအဲ့လေးချက်ကိုပဲပြန်ဖတ်ပြရမယ်เนาะနံပါတ်1ကတော့နိုင်ငံတော်အစိုးရကနိုင်ငံကဖိအားတွေများလာမယ် နိုင်ငံတကာဖိအားများလာတဲ့အမျှပြည်သူမှလည်းဒုက္ခရောက်တာရှိလာရဲ့ရှင်ပိတ်ဆို့မှုလေးပေါ့နော်ပြီးတော့ပြည်သူကလည်းအစိုးရခတ်ခဲတယ်ဆိုတော့ပျော်နေလို့မရဘူးအစိုးရခတ်ခဲသည်ပြည်သူခတ်ခဲနေတူတူပဲရှင်နော်အဲ့ဒီတစ်ချက်ရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီစီးပွားရေးတိုးတက်ဖို့အတွက်ကိုညီအိုစီမံကိန်းတွေပေါ့ရှင်နိုင်ငံတကာနဲ့ကူပေါင်းလုပ်တဲ့စီမံကိန်းတွေဆက်သက်ပြဓာတ်တွေကိုရပ်တန့်သွားတာမလုပ်တော့တာဆိုရင်မဖြစ်နဲ့ကျွန်မနိုင်ငံတိုးတက်မှုပဲဖွံ့ဖြိုးမှုတောင်းကြတာပေါ့ရှင်အခုဆိုရင်စီမံကိန်းတွေလုပ်ဖို့အတွက်ရှိရဲဒီစီမံကိန်းတွေမလုပ်တော့ဘူးဆိုရင်မလုပ်တော့ဘူးဆိုခဲ့တယ်ရှိတော့ဗောနော် အဲ့ဒါဆိုရင်ဒီစီမံကိန်းတွေမှာလောလောမှာပြည်သူတွေလုံမရတော့ဘောရှင်းရှင်းပါတယ်ရှင်းပါတယ်เนาะပြည်သူနဲ့ဆိုရတူပဲကျွန်မပြောချင်တာပြီးတော့နိုင်ငံတကာကုံတွေရေးနေရင်းနှီးမြှုပ်နှံမှုတွေမှာမြန်မာထုတ်ပုံတွေနိုင်ငံတကာကိုတွင်းတဲ့အခါပို့တဲ့အခါမှာအခက်အခဲရှိလာမယ်ဆိုရင်မြန်မာနိုင်ငံစီးပွားရေးသမားတွေပဲခက်ခဲဖြစ်တာဘောရှင်းမြန်မာနိုင်ငံ MSME အသေးစားလုပ်ငန်းရှင်တွေပဲတစ်ခေါက်တာဘောရှင်းရှင်းရှင်းလေးဟုတ်တယ်เนาะအဲ့နံပါတ်၄ချက်ကကြတော့ပို့ဆိုတယ်နိုင်ငံနိုင်ငံတွေပဲနိုင်ငံเจ้าကိုဝင်လာမယ်ရင်းနှီးမြှုပ်နှံမှုတွေမရှိတော့ဘူး ဒီကရင်းနှီးမြှုပ်နှံမှုတွေပြန်ထွက်သွားမယ်ဆိုရင်အလုပ်လက်မဲ့အကုန်လုံးဖြစ်ကုန်ကြတာပေါ့ရှင်အစိုးရကပြည်သူကိုခတ်ကုန်ကြတာပေါ့ရှင်ဒီတော့ NUG ရဲ့လုံဆောင်ချက်ကိုခုနက congratulation လုပ်တဲ့သူတွေအခုပြန်ပြီးတော့သတင်းအားလုံးအဆဆုံးနားထောင်ကြည့်လိုက်တဲ့အခါကျတော့ congratulation လုပ်နိုင်သေးလားရှင်သူတို့လုံဆောင်ချက်ကောင်းတယ်လို့ထင်လားရှင်ဒါကတော့မိဘပြည်သူကိုယ်တိုင်အဖြေထောက်အောင်ကိစ္စပါလေ။ကျမကတော့ပပောင်းဆောင်ရှုထောင့်ပေါင်းဆောင်ကနေပြပြပေးပြီးပြဿနာတစ်ခုလုံးချပြပေးပြီးမိဘပြည်သူများစဉ်းစားကြည့်ပါ။ ဒါပေမဲ့ဒီကိစ္စကစဉ်းစားရုံနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။အခုနိုင်ငံတော်ကတော့ဒီကိစ္စပေါ်မှာစီမံဖို့အတွက်ကိုသူလဲစူးစမ်းရတယ်ပေါ့နော်။ဒါပေမဲ့ဒါကမျက်ခုံးလှုပ်စရာကိစ္စရှင်။နိုင်ငံတော်ကမလုံဆောင်နိုင်ခဲ့ဘူးဆိုရင်မိဘပြည်သူရဲ့အလုပ်လက်မဲ့ဖြစ်လာမှာနော်။ရန်ကုန်လို့ပါလို့ပိုသိတာလည်းမယ်။စောင့်နေလုံရုံနဲ့ထွက်သွားမယ်။စဉ်းစားကြည့်မျက်စိရမှာတဖြည်းဖြည်းတရေးရေးမြင်ကြည့်။လုံလက်မဲ့တွေဖြစ်လာမယ်ဆိုရင်ဒီလူတွေကကိုဝမ်းပူစာမနေတာဒီတိုင်းထိုင်နေမယ်ထင်လား။ခိုးစိုးလူနိုင်လောက်တော့မှမိဘပြည်သူတို့အိမ်တကားဝကိုလာကပြီးတကားခောက်တော့မှ နော်တကားခောက်တော့မှာပြီးတော့တနတ်တွေပါတွေရတယ်အခုချိန်မှာပေါ့ပေါ့တီတီဖြစ်နေတာ PDF တွေလက်ထဲမှာဟုတ်တယ်နော်ဒီတော့ဒီကနေပြီးတော့ season မှုတွေကိုစုပ်လူနိုင်တွေဟာဆိုရင်မိဘပြည်သူတို့စီကိုပဲဒုက္ခပေးမှာရှင်အဲ့ချိန်ကျလူလတ်တန်းစားကိုအယုံဆုံးဒုက္ခပေးလိမ့်မယ်လူချမ်းသာတွေကတော့ရွှေဆိုင်တွေဘန်တွေနဲ့တတိထားပေါ့ရှင်ဟုတ်တယ်မှာတတိထားပေါ့အဲ့ခုတော့ရှိရအဲ့တော့အကုန်လုံးကိုပတ်ပြီးဒုက္ခပေးလာမှာဒါပြင်ကိုတချို့တွေကကိုစုလူနိုင်တော့မလုပ်ဘူးဟေ့ငါတို့ကတော့ PDF ပဲလုပ်မယ်ဆိုရင်ကျေးစားလူသက်သမားတွေပို့လာလိမ့်မယ်ဝန်ထမ်းတွေဒုက္ခရောက်လာပြီအချိန်ကျရင်ငိမ့်စားတွေဒုက္ခရောက်လာပြီ အားလုံးဆက်ဆက်ကြီးအကုန်ဒုက္ခရောက်မဲ့အပေါက်ရှင်အကုန်ဒုက္ခရောက်မဲ့အပေါက်ကိုအညူကြီးကဖန်ပြီးသွားတာဘာကြောက်လဲအညူကြီးရောအညူကြီးမိသားစုရောမြန်မာနိုင်ငံမှာနေတာမှမဟုတ်တာရှင်ဖန်ပြီးတာပေါ့သူကစည်းရဲတာပေါ့အစိုးရဘာပဲဖြစ်ဖြစ်ပြည်သူဘာပဲဖြစ်ဖြစ်အဓိကအစိုးရပြုတ်ကြအေးတာပဲဆိုရင်တို့ရဲ့လုံဆောင်ချက်ကရှင်းရှင်းလေးလေးတို့ရဲ့ရည်ရွယ်ချက်ကရှင်းရှင်းလေးမိဘပြည်သူတို့ကအခုချိန်မရှင်းသေးတာချုပ်ကိစ္စလေးအညူကြီးလို့တမန်အားလုံးမှန်တယ်ဆိုပြီးဆက်ထောက်ခံဒါပေမဲ့တို့ပေးနေတဲ့ဒုက္ခတော့မိဘပြည်သူများလည်းရှင်စည်းခံရမှာပဲရှင်သင်ကြရင် လောက်ကန်ရှာပါကိုစိုးလူနိုင်ကများဘဲတော်တော်ဓမြတိုက်နိုင်ခံရကြရများဘဲတော်တော်အသက်ခံနိုင်ရကြရများဒီကြားထဲမှာပုံစိမ့်တော့ကတက်ဒုက္ခတွေကများဘုရားကယ်ပါဖះဖြစ်သွားမယ်ရှင်တကယ်ငါကျွန်မနိုင်ငံလက်ရှိပဂတိအရှိတရားပဲအန်ယူဂျီလုံနေတာကျွန်မတို့ဒီလန်းစင်ကိုတွန်းပို့တာပဲဒီလန်းစင်ကိုနားမယ်ပဲနဲ့အန်ယူဂျီကိုဖះမှတ်ပြီးတော့ကိုးခွင့်နေတဲ့သူတွေကတော့ဖုတ်ထွက်တာတော့မတောင်ဖို့မှန်မသိရသေးဘူးအများကြီးပါရှင်ရှိရရှိရကျမနိုင်ငံမှာခုကထွက်နေပြီမသိဘူးတောင်ဖို့မှန်ဩဘာပါလဲဆိုပြီးတော့သူကဟိုဥစားတင်းနေတော့မှအခုချိန်ကြီးပိုးွက်နေတော့မှ အဲ့လိုလည်းရှိရပါတော့ဒီတော့ကျမတို့အနေနဲ့ကတော့စိတ်ပူရဲ့ရှင်နိုင်ငံရဲ့စီးပွားရေးကြဆင်းကျမတို့နိုင်ငံသားတွေပဲဒုက္ခရောက်မှာရှင်ဒါကြောင့်ကျမတို့ကနိုင်ငံရေးမှာဆိုရင်တိုင်းပြည်မထိခိုက်အောင်ပဲလှုပ်ဆောင်စီကြနာပါတော့တကယ်ဖြစ်လာလို့ရှင်ပြည်သူပဲခံရတာပါရှင်ဒါလေးကိုတော့ရုပ်ပြည်သူကလည်းနားမလဲပါဘူးနားမလဲတော့လည်းခံပေါ့ရှင်ခံပြောတယ်တို့ကခံပြောတယ်တိတ်လားဘယ်ဆိုးကတက်တန်ကတော့အစဉ်ပြေအောင်နေရမယ်ဆိုရင်အသိစိတ်တည်းမရှိကြဘူးဆိုရတော့တော်လှန်မယ်ပုံကန့်မယ်ပေါ့နော်ဒီတော့ဘာဖြစ်လဲဒုက္ခအားလုံးကိုပြည်သူပဲခံရတာပါရှင် ဒီလိုခံယူရတဲ့အကြောင်းရင်းကလည်းပြည်သူတွေရဲ့ရွေးချယ်မှုပဲဖြစ်နေတယ်ဆိုတော့ကျမတို့ကလည်းဘာမှကိုမတက်နိုင်တော့ပါဘူးရှင်။ဒီဘက်ပြည်သူများရှင်ကျမတို့စိတ်မကောင်းစရာသတင်းလေးတစ်ပုဒ်ကိုဖတ်ပြပြီးတော့ကလေးသငယ်နဲ့ပတ်သက်တဲ့ပေါ့နော်။အသိပညာလေးတစ်ခုပေါ့ရှင်။အားလေးကျမမျှော်ပေးချင်ပါလေ။သတင်းလေးကတော့ဒီရန်ကုန်မြို့တိုင်ချင်းမြို့နယ်ဖိုးခေါင်ကြီးပါအောင်ဆိုမိသွေးကွင်းကြီးရောက်မှာဆိုရင်အဖိုးဘွားနဲ့အတူနေထိုင်တဲ့ grade 2ကျောင်းသူလေးပေါ့နော်။အသက်၁၂နှစ်သာရှိပါသေးရဲ့ရှင်။အဲ့ကလေးလေးဟာဆိုရင်ကိုကိုကိုအဆုံးစင်နေသွားခဲ့ပါရဲ့ရှင်။ကျိုးဆွဲချပြီးတည်သွားတယ်လို့သိရပါတယ်။ ဖြစ်စဉ်လေးကတော့ဒီမင်းကလေးရဆိုင်အဖိုးဖွားနေတယ်တူနေပြီးတော့အကြောင်းပြရတယ်လို့သိရပါတယ်။မောင်နှမလည်း share ပေါ့နော်။သူ့ရဲ့အဖွားကလေဖြတ်ဝေဒနာခံစားနေရတာကြာပါပြီတဲ့။ဒါကြောင့်ကလေးမလေးရဆိုရင်အိမ်မှာအကြီးဆုံးလည်းဖြစ်တဲ့အတွက်အဖွားရဲ့ဝေယဝတ်စလည်းလုံးရတယ်။အကြောင်းလည်းတက်ရတယ်။အိမ်လုပ်တွေလည်းသူပဲလုံးရတယ်ပေါ့နော်။ဒါအပြင်ဒီမင်းကလေးဟာဆိုရင်အငဲနဲ့စူပူချိန်မောက်ခံနေရတယ်ဆိုပြီးတော့အင်ဒီနာချင်းနဲ့ပြောပြချက်အရာလည်းသိရပါရှင့်။စနေနေ့ရွှဲကလေးတောင်ရဲ့စိတ်ဖိစီးမှုကိုခံစားကြည့်ကြပါအောင်ရှင်။ဒီချိန်မှာသူကဆိုရင်ဒီတန်နေမခံစားနိုင်တဲ့အတွက်ကိုကုတ်ကိုအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။သူသိဆုံးသွားပြီးရဲ့အချိန်မှာဆိုရင် အဲ့ကလေးလေးရပါဘောနော်သူ့မောင်လေးကသူ့ရဲ့အလောင်းတွေးသွားခဲ့တာဖြစ်ပါရှင်အဲ့ဒီကနေမှမိသားစုတွေတိသွားခဲ့တာပါဒီဖြစ်စဉ်မှာမှအင်မတန်စိတ်မကောင်းစရာတစ်ခုကတော့ကလေးမလေးကဆိုရင်မသိဆုံးခင်မှာစာလေးတစ်စောင်ကိုရေးသွားခဲ့ပါရှင်ဘလားစောင်းလေးမှာသူ့ရဲ့လက်ရည်လေးနဲ့ဘောနော်စာလုံးပေါင်းလေးတွေလည်းအရန်ကြီးမှန်ကန်ခြင်းမရှိပါဘူးရှင် grade 2ကျောင်းသူဖြစ်တဲ့အတွက်ဘောနော်သူရေးသွားတဲ့စာလေးကိုကျွန်တော်ပြသပါမယ်ရှင်အားရမှာရေးသားထားတဲ့အကြောင်းအရာလေးကလည်းစိတ်မကောင်းစရာပါပဲရှင်ကျွန်မနည်းနည်းဖတ်ပြပါမယ်ရှင်အမေရဲ့တမီးမရှိတဲ့အချိန်မှာပျော်ရွှင်အောင်နေပါတဲ့ ။သမီရှိတဲ့အတွက်ဒုက္ခတွေပေးခဲ့မိတဲ့အတွက်သမီတောင်းပန်ပါတယ်တဲ့။သမီကြောင်းတက်ချင်လို့အမေကဟိုဟာဝဲတရားဝဲနဲ့ပတ်စံမရှိရတဲ့အတွက်သမီစိတ်မကောင်းဘူးနော်။သူအဲ့လိုရေးထားပါရှင့်။ရေးရတဲ့စာလေးကိုကျွန်မအဆုံးထိမဖတ်နိုင်ပါအောင်ရှင်။စာလုံးပေါင်းလေးမမှန်ဘူးပြီးတော့ emoji လေးတစ်ခုပါပါရှင့်။စိတ်မကောင်းဖြစ်နေ emoji လေးနဲ့ပေါ့နော်။ကလေးတယောက်ရဲ့နောက်ဆုံးရှင်ဖွင့်စာလေးဖြစ်ပါရှင့်။ကျမနိုင်ငံမှာဒီလိုမျိုးဖြစ်စဉ်တွေကနောက်ပိုင်းမှာခက်ဆစ်ဆစ်ဖြစ်လာတာပေါ့နော်ဟိုတလောကလည်းကျမတွေ့ပါတယ်အသက်၁၀နှစ်ပဲရှိတဲ့ကလေးအားဆိုရင်ကိုကိုကိုဆွဲချိုးချပြီးတတ်တည်သွားတာရှင့် ဒီကိစ္စရတော်တော်ကြောက်ဖို့ကောင်းတယ်ကျမတို့နိုင်ငံမှာလေတော့ကလေးတန်ငယ်နဲ့ပတ်သက်ပြီးတော့ကျမမိဘပြည်သူများပူးတူတာလေးပေါ့နော်ဖြစ်ပြီးရဲ့ကိစ္စတွေတော့ကျမတို့ပြန်လည်ပြုပြင်လို့မရတော့ဘူးပေါ့ရှင်ဒီကလေးလေးကိုသွားပြီးတော့ကယ်လို့လည်းမရတော့ဘူးဒါမဲ့အနာဟုဖြစ်စင်နေနောက်ထပ်မဖြစ်အောင်လို့ကျမတို့မိဘပြည်သူတွေပူးတူတာနဲ့တန်ငန်းစာလေးတော့ပေးတင်ပါရှင့်ဒါကြောင့်ကျမပြောပြပေးရဖြစ်ပါတယ်ကလေးငယ်တွေမှာလည်းစိတ်ပြည့်စုံမှုဖြစ်တတ်တယ် ကလေးငယ်တွေ ਆ လေဒါကြောင့်ဒီစိတ်ပြည့်စုံမှုနဲ့ပတ်သက်ပြီးတော့ဗောနောဖြစ်တတ်တဲ့ကိစ္စလေးကျွန်မနည်းနည်းပြောပြချင်ပါတယ်ဒီကလေးလေးတွေဟာဆိုရင်သူကအရွယ်မရောက်သေးတဲ့အချိန်မှာဗောနောကလေးတွေကတက်ကြီးရွယ်အိုတွေပြူစုရတာအရန်ပင်နေမှအလုပ်တွေလုပ်ရတာအိမ်စားတွေမလိုက်နိုင်တာစတဲ့စိတ်ပြည့်စုံမှုတွေကြောင့်သူတို့ဟာဆိုရင်စိတ်ပန်းဆိုင်ရာတိုက်ရောက်မှုတွေဖြစ်တတ်တယ်ရှင်အဲ့ဒါကတော့စိတ်ပြည့်စုံမှုနဲ့စိုးရင်စိတ်တွေမြင့်တက်လာတယ်ကိုကိုကိုတံမိုးထားမှုတွေကြာဆင်းလာတတ်တယ်ရှင် ဒီလိုခံစားပြီးရခါမှဆိုရင်လူလောကမှာအသက်ရှင်နေရလက်ကားပဲဆိုတဲ့အတွေးပေါ့နော်ကလေးဆိုစိတ်တက်လာရင်မရင်ကျက်ဘူးလေပြီးတော့အဲ့လိုစိတ်ပစ္စည်းမှုများလို့ရှိရင်ကလေးတွေကပညာရေးမှာလည်းစိုးကြိုးတွေဖြစ်တဲ့ရှက်စာရီမရတော့ခေါင်းတွေကြိုက်လာတဲ့အိတ်မပြုတ်စသဖြင့်ဒါတွေခံစားရတယ်ပြီးရခါမှသူကနာတာရှိစိတ်ပစ္စည်းမှုယောဂါဆိုတာဖြစ်လာတတ်တယ်ရှက်အဲ့လိုဖြစ်လာတဲ့အခါမှာကလေးတွေကဒုက္ခရောက်တယ်။အမှတ်ဉာဏ်နေမကောင်းတော့ဘူးပေါ့နော်။တငယ်ချင်းနဲ့ပြောရွှင်မနေတတ်တော့တယောက်တစ်ထိုင်မှိုင်းနေတာမျိုးကိုယ်ကလေးမှဒီလိုပြုတ်မှုရှိနေပြီဆိုတော့တတိထားတင်ပါရဲ့ရှင့်။ ဒါအောင်ဖြည့်ရှင်းဖို့အတွက်အကြံပြုချက်လေးရဲ့ကျွန်မနည်းနည်းလေးပြောပြချင်ပါတယ်။ကလေးရဲ့စိတ်ခံစားချက်ကိုနားထောင်ပြီးတော့အားပေးစကားပြောကြပေးပါ။မိဘတွေနဲ့ဘလောက်ပဲအလုပ်များပါစေနေ့စဉ်နေ့တိုင်းကိုယ်ကလေးတော့အချိန်ပေးပြီးတော့9ဝက်တနိုင်ဖြစ်စေစကားပြောတတ်ပါတယ်။ အဲ့လိုစကားပြောလိုက်မှလည်းသမီးလေးပါလေခံစားနေရလဲသားလေးပါလေခံစားနေရလဲဆိုတော့လေပုပ်ပွင့်လေးလေးမေးတက်တဲ့အလေးချိန်လေးလောက်ပါရှင့်အဲ့လိုအလေးချိန်ရှိရဆိုကလေးကသူတို့ရင်ထဲမှာခံစားရတယ်ဆိုရင်ကိုကမေးစရာမလိုပဲနဲ့နောက်ဆိုထုတ်ပြောလာပါဘောနော်ဘာလို့ဆိုတော့သူတို့ကအလေးချိန်ကိုဖြစ်နေအမြင်တော့အော်တခုဆိုငါအမေကပြောလို့ရတယ်ငါအဖေကပြောလို့ရတယ်ဆိုပြီးတော့သူတို့စိတ်ပြည့်စင်းနေလို့ရှင်မိဘတွေပြောပြပါလိမ့်မယ်အချိန်ကြာရင်ကိုကတင့်တယ်လို့စီမံပေးပါဘောနော်ပြီးရခါမှာကလေးတွေကိုတောင်းဝန်တွေကိုအရွယ်နဲ့ကိုက်ညီစွာပေးရတယ်ရှင့် ကလေးကိုလုံးဝတောင်းမပေးရင်လည်းကလေးကပြင်းသွားပြီးတော့အသက်ကြီးရင်ကိုပိုင်ဆွမ်းဆောင်ရေးကြာဆင်းတတ်တယ်အလုပ်တွေအများကြီးပေးရင်လည်းသူတို့မှာစိတ်ဖြစ်စီမှုနဲ့ဒုက္ခရောက်တတ်တယ်ဒီတော့ကျွန်တော်တို့ဗုဒ္ဓဘာသာလမ်းစဉ်ကအကောင်းဆုံးမဲ့ရှင်အလယ်လက်လမ်းစဉ်မျက်စိမှပြိပဒါနော်တာဝန်ပေးပေးဒါမှမဲ့အရန်ကြီးမှတဲ့တာဝန်နဲ့မပေးနဲ့ကလေးကိုကလေးနဲ့လိုက်အောင်ပဲတင့်တင့်မျှတာတဲ့တာဝန်နဲ့သူ့ရဲ့ဆွမ်းဆောင်ရေးကိုမြင့်တက်အောင်လုပ်ပေးရမယ်ရှင်နောက်ထပ်တစ်ခုကဆရာတွေရဲ့အခမ်းအကဏ္ဍပေါ့နော်ဒါဆရာတွေအနေနဲ့ကကလေးတွေကကိုယ်စာသင်ခန်းထဲမှာအများကြီးမှိုင်းနေတယ်တွင်းနေတယ်သူများကလေးနဲ့စကားမပြောဘူးပေါ့နော်ပြီးတော့ ်ပါမန်ကလေးထက်ရိုင်းနေတယ်စသက်ဖြစ်ပုံနဲ့ဒါတွေဆိုရင်ကလေးကိုအပြစ်တင်တာထက်ကလေးရဲ့နောက်မှာဘာတွေရှိနေလဲသူအိမ်မှာဘာတွေခံစားနေရလဲဆိုတော့စဉ်းစားတဲ့နေတချို့ကလေးဆိုလေအရန်ရိုင်းနေတယ်တိလားဒါပေမဲ့လေသူဘာကြောက်ရိုင်းတာလဲဆိုသူကိုယ်တိုင်းကသူ့ရဲ့အိမ်မှာအဲ့လိုရိုင်းပြမှုကိုခံစားနေရလို့ရှင်သူကနေပြီးတော့တခြားသူလည်းအဲ့လိုပြုတ်မှုတာကျုပ်တို့ကကျုပ်ကလေးဆိုရှိရအိမ်မှာအသေးအစဲခံရတာဘာလို့လဲအစဲခံရတဲ့အပြစ်အပြစ်ဆိုရင်တည်းမှာသူပဲအပြစ်အဲ့လိုမျိုးပေါ့နော် ဟိုတချို့မိမလေးဆိုတော်ရဲဆက်လေးပြောရဲရှင်နင်ကမွေးကိုမလာသင့်ဘူးနင်မွေးလို့ဒီလိုဖြစ်တာတချို့ဆိုရှိရဲနင်မွေးလို့စီးပွားကြရတာအဆတ်တက်ဖြစ်ပေါ်တော့ဒါတဲ့တော်ကြောက်ဖို့ကောင်းတဲ့ပြစ်ချက်တွေပါရှင်ကျမတို့ဗုဒ္ဓဘာသာယူဆရဆိုတတော်ဝါတစ်ခုကန်တစ်ခုပါပြီးတော့တူရာစုရဲရှင်ကန်တူအချိုးပေးဆိုတာလည်းရှိရဲဒါတွေကိုဆက်ဆက်စဉ်းစားလိုက်မယ်ရှင်လေပေါ့နော်အိမ်တိမ်စီးပွားကြရဆိုတဲ့အကြောင်းရင်းကလေးတယောက်ကြောက်ဖြစ်တာမဟုတ်ဘူးရှင်မိဘရဲ့ကြောက်လည်းဖြစ်တာအဲ့ဒီအိမ်မှာရှိရဲသူသားရဲ့ကန်တရားကြောက်ဖြစ်တာရှင်တူရာစုကြတာစည်းဝါကြမဲ့ကံပါလာတဲ့သူတွေမိသားစုဖြစ်ကြလို့စည်းဝါကြကြတာရှင် နော်စီးပွားတက်မဲ့သူရဲ့မိသားစုစုပြီးသွားဖြစ်လို့ရှင်စီးပွားတက်လည်မယ်ကံတူအကျိုးပေးတူရာစုတယ်တရဝါတစ်ခုကံတစ်ခုအဲ့သုံးခုကိုပတ်ချလဲနားလဲလဲဆိုတော့မှဒီလိုစွစောချက်တရားကလေးတက်အောင်ပြောစရာမလိုဘူးရှင်လူတွေမှာကံဆိုတာပါလာပြီးသားဒီပုံမှာမူတည်ပြီးကျမတို့ကအစဉ်ပြေအောင်နေထိုင်ပြီးတော့ကိုယ်ကံကိုကောင်းအောင်ပြုပြင်ပြီးနေထိုင်ရတာရှင်ဒါဗုဒ္ဓဘာသာတောက်နေတာကောင်းကောင်းနားလဲတဲ့ကိစ္စဒါအောင်နားမယ်တဲ့တချို့ရကလေးတွေလို့ပြစ်တင်တာနော်အဲ့တော့ဘာဖြစ်လဲကလေးကစိတ်ပစ္စည်းမှုများတယ်မိဘကမုန်းတယ် တက်ကြီးရဲ့ခါကြောင့်အရင်ထွက်သွားမိဘပြန်လဲမကြည့်တော့စိတ်လဲမဝင်စားတော့ဘူးဒီလိုဖြစ်တဲ့အချိန်ကျတော့မှသားဆိုသမီးဆိုဆိုရဲတစိမ့်ကတ်မယ်ဆိုရင်တရားရည်လာဆိုရလဲစဉ်းစားမယ်ကိစ္စရှင့်တွမ်းခုပြောပြတာကကလေးနဲ့မိဘအဆင်ပြေစေချင်လို့ပြောပြတာနော်ပြင်စင်းပြင်မိဘအရင်ပြင်ရမှာရှင့်ဘာကြောင့်လဲဆိုတော့ကလေးကကလေးလေးနားမမလဲတာသူ့သွားပြင်ရတော့သူဘယ်လောက်ပြင်နိုင်မှာမလို့လဲမိဘဆိုတာကလေးထက်တော့နားလဲတယ်ရှင့်အနည်းဆုံးကလေးထက်တော့အသက်20တော့ပိုကြီးကြတာပဲဟုတ်တယ်နော်အနည်းဆုံး17နှစ်တော့ပိုကြီးကြတာပဲရှင့် အဲ့တော့ကိုကထပ်အသက်အများကြီးငယ်တဲ့ကလေးကိုပြင်ကိုင်းမလားကိုကပြင်မလားဆိုရင်ကိုကပဲပြင်လိုက်ပေါ့ရှင်ရှင်းပါလေကိုကပြင်ကလေးလည်းပြောင်းလဲလာပါလိမ့်မယ်ဒါလေးကမြမလူတိုင်းဝင်မှာမှားတက်တဲ့အကြောင်းအရာလေးကျွန်မပြောပြတာပါနော်လက်ဦးစရာမြည်ထိုက်စွာပုပ္ပစရိယမိနေဖာတဲ့ဒီစကားလေးကအတိတ်ပဲပြေးသွားပါတယ်ဒါကြောင့်မိဘတွေကနေပြီးတော့စဉ်းစားပါဆင်ခြင်မှာတက်နိုင်ဆုံးကုတ်ကလေးကိုစိတ်ဖိစီးမှုမပေးမိအောင်လို့နေထိုင်ပါလို့ကျွန်မပြောချင်ပါရှင့်ကျွန်မရင်းနေတဲ့တင်းတုံးသက်ချက်လေးကိုမိဘပြည်သူများစိတ်ကျေနပ်မယ်လို့ယုံကြည်ပါရှင့် ျမအနေနဲ့မိဘပြည်သူများအတွက်အကျိုးရှိတဲ့သတင်းလေးတွေကိုပဲနေ့စဉ်တိုင်းတိုင်းတုံ့ပြန်ပေးချင်ပါတယ်ရှင်။မိဘပြည်သူများကလည်းကျမရဲ့တုံ့ပြန်ချက်လေးမှာလိုအပ်တာလေးရှိမယ်ဆိုရင်ခွန်မှန်လေးရနေပြီးတော့ကျမကိုထောက်ပြပေးပါရှင်။ဒါပြင်ကိုကျမကိုမှားရွေးတာတွေပါမယ်ဆိုရင်လည်းဆုံးမပေးပါရှင်။ကျမကိုကျမလည်းမိဘပြည်များအပ်ပါရဲ့ရှင့်။ဘာကြောင့်လဲဆိုတော့ကျမတို့ကဒီဘောနော်နေ့စဉ်နေရလောက်တဲ့လုံမှာအမားတွေဆိုတာပါတတ်တာပဲရှင့်။မိဘပြည်များကကျမကိုထောက်ပြမှဝေဖန်မှကျမကိုဖြစ်ပြင်လို့ရမှာပါရှင့်။ဒါလေးတွေကျမနောက်ဆိုချင်ပါတယ်။ ကျမတင်လေးတွေကိုအများရန်ကြည့်တဲ့မိဘပြည်သူတွေအားလုံးမိသားစုတွေအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေ။ကျမတို့အားလုံးလပကောင်းမွန်တဲ့နိုင်ငံတော်အသက်စီကိုရောက်ရှိနိုင်ပါစေလို့ကျမတို့ Prime Media မိသားစုကလည်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။